တဆယ်နှစ်ခုအောင်မြင်မှုမှာပဲပိတ်မိမနေပဲပြင်ဆင်တဲ့နာတွေပြင်ဆင်ရတော့မယ်တော်လှန်ရေးတဆယ်နှစ်ခုစစ်စင်ရေးဟာဒီအပိုင်းအတွင်းထဲမှာကိုနှစ်နှစ်တင်းတင်းပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်ဒီနှစ်နှစ်တာကာလအတွင်းအဖြစ်အပျက်အပြောင်းလဲတွေဟာအလွန်ကိုမြန်ဆန်လွန်းလှပြီးမြမသမိုင်းတလျှောက်အချိုးအကွေ့များစွာအပြောင်းလဲများစွာကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်အာဆီယံနဲ့ရှိတက်မတော်တွေထဲမှာမှတိုက်ခိုက်မှုစွမ်းရည်အမြင့်မားဆုံးဖြစ်တဲ့တက်မတော်ပါပါတယ်ဆိုတဲ့ မြမစစ်တပ်ရဲ့တရော့တော်ပါကြဆုံးမှုတွေအရင်တုန်းကသုံးမန်းအဖြစ်အဖမ်းခံရဖို့မပြောနဲ့အပြင်မှာတွေးဖို့ရတာတောင်းခရင်လွန်းလှပြီးစစ်ကုံမောက်မှလွန်းလှတဲ့တက်မှမှုတိုင်းမှုလိုလူတွေအရှင်ဖမ်းခံရတာတွေနဲ့တိုက်ပွဲအတွင်းမြေပြင်စစ်ကောင်းဆောင်တွေကြက်ကလေးငှက်ကလေးလိုသေးသလိုဖောဖောတီတီတေဆုံးခဲ့ရတာတွေအလုံးဟာ30နှစ်ခုစစ်စင်ရေးစတင်ခဲ့ပြီးဒီနှစ်နှစ်တာကာလအတွင်းမှာတင်ဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ် ဒီစစ်စင်ရေးအတွင်းစစ်တပ်ရဲ့ဗိုလ်မှူးချုပ်ဗိုလ်ချုပ်အဆင့်တွေများစွာကို ရှင်ဖန်းတုတ်တင်နိုင်ခဲ့ရုံသာမကပဲစစ်ကောင်းဆောင်တွေအာကိုအားထားပြုရပါတယ်ဆိုတဲ့ဒါကာစာတွေစကခတွေတမ္မတွေနဲ့တိုင်းစစ်ဌာနချုပ်တွေကိုပါလက်နက်ချအညံ့ခံခဲ့ရအောင်အထိပြုလုပ်နိုင်ခဲ့ပါသေးတယ်ဒီလိုရှုံးနှိမ့်မှုတွေများစွာကြောင့်စစ်တပ်ဟာဒီစစ်စင်ရေးကိုအဓိကဥဆောင်ဖော်ဆောင်ခဲ့တဲ့ဒိုင်းနာတပ်ဖွဲ့တွေအပေါ်အထိုက်လျောက်ဩလာရှိနေတဲ့တရုတ်ကိုအာကိုကာ ၎င်းတို့ရဲ့တဟုန်တို့ကြာစင်းနေမှုတွေကိုဟန်တားကာကွယ်နိုင်မှုပြုလုပ်ခဲ့ပါတယ်စစ်တပ်ရဲ့ဒီလိုပြောင်းကြကြတရုတ်အပေါ်အားကိုးမိခိုးပြီးဆရာတင်ခဲ့တဲ့လုပ်ရဟာ၎င်းတို့အတွက်အတိုင်းအတာတစ်ခုထိအဆင်ပြေလာခဲ့ပြီးတချို့သောမျိုးတွေကိုစိတ်ဆက်ညှိနှိုင်းကပြန်ယူနိုင်ခဲ့တယ်လို့တိုက်ပွဲအတွင်းအဖြစ်ဖြစ်တဲ့အနေနဲ့ဒရုန်းတွေကိုပုံမှုအသုံးပြုနိုင်လာပြီးဖြစ်ပါတယ်ဆိုတော့ကစစ်တပ်အနေဖြင့်2025ခုနှစ်နောက်ပိုင်းကစကား ၎င်းဆွလွန်ခဲရတဲ့မျိုးတွေများစွာတဲ့ကအနေငယ်ကိုပြန်လဲရရှိပြီးစစ်မြေပြင်မှာအရင်လိုတစ်ဖက်သက်အရှုံးကြီးမဟုတ်တော့ပဲအတိုင်းအတာတစ်ခုထိပြန်လဲအသာရလာပြီလို့ဆိုနိုင်ပါစေ၎င်းတို့အသက်လွတ်ပြေးခဲ့ရတာတွေကဘာသည့်ရှုံးကြီးစစ်ရှုံးခဲ့ရတဲ့အခြေအနေတွေကတော့ဘလို့မှဖျောက်ဖျက်လို့မရတော့တဲ့တမိုင်းဖြစ်ရတဲ့ခုလိုဖြစ်နေပါပြီနောက်တစ်ချိန်၁၀နှစ်ခုစစ်စင်ရဲ့အကြောင်းပဲဖြစ်ဖြစ်အာနာသိမ့်ပြီးနောက်ပိုင်း၂၀၂၃ခုနှစ်စည်ရေးအခြေအနေအကြောင်းပဲဖြစ်ဖြစ် ပြောဆိုခဲ့ကြရင်ဒီသမိုင်းဒီဖြစ်ဖြစ်တွေဟာဘလို့မှဖျောက်ဖျက်လို့မရတော့တဲ့အမှန်တရားအဖြစ်ရှိနေမယ်ဆိုတာသိကြပါတယ်။ဆိုတော့ကတော်လိုင်းအင်အားစုတွေဘက်ကနေပြန်ပြီးကြည့်မယ်ဆိုရင်လည်း30နှစ်ခုစစ်စင်ရေးတွင်ရခဲ့တဲ့အောင်မြင်မှုတွေများစွာရှိတယ်လို့ဆိုလင့်စကားယခုပြန်ပေးနေရတဲ့မျိုးတွေစခန်းတွေလည်းရှိနေပါတယ်။ဒါကြောင့်30နှစ်ခုလုံးကဘလို့အောင်မြင်ခဲ့တာဘလို့သိမ်းခဲ့တာဆိုတာကြီးမှပဲပိတ်မိမနေပဲအဲ့ဒီတုန်းကဘာကြောင့်အောင်မြင်ခဲ့လဲ။ ဘာကြောင့်အချိန်တိုအတွင်းစကားစားကိုပြိုလဲအောင်ထိုးချနိုင်ခဲ့သလဲအဲ့လိုအောင်မြင်မှုများစွာရရှိအောင်ဘာတွေလုပ်ပြီးဘာတွေရှောင်သင့်သလဲဆိုတာမျိုးတွေကိုသင်ငန်းစာဖော်ထုတ်သင့်နေပါပြီကျွန်တော်မြင်မိသလောက်ဆိုရင်30နှစ်ခုစစ်စင်ရင်အောင်မြင်မှုရရှိတဲ့ဟာတည်င်းလုံးကြုံမှုအချိန်ကိုင်းတပြိုင်နဲ့အင်းနဲ့အားနဲ့ထိုးစစ်ဆင်နိုင်မှုစီလုံးညီညွတ်မှုဤသူထောက်ခံမှုတွေဟာအခေယာကြားတဲ့အချက်တွေပဲလို့ဆိုချင်ပါတယ် မြင်အောင်ကြည့်ရမယ်ဆိုရင်30နှစ်ခွင်လို့စစ်စင်ရေးတခုကိုဖော်ဆောင်ဖို့ဆိုတာဂူဆုံးဖြတ်ဂူထတိုက်တာမျိုးမဟုတ်ဘူးဆိုတာရဲသားတွေက အစနားလဲပါတယ်ဘယ်ချိန်မှာဘယ်နေရာကိုဝင်တိုက်မယ်ဘယ်စခန်းကပို့ပြီးအခရာကြတာမို့ဘယ်စခန်းကိုတော့အရင်တိုက်ဖို့ဘသူတက်တွေကိုရွှေထားရမယ်ဆိုတာမျိုးနှစ်နဲ့ချီပြီးကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာသိကြပါတယ်ညီနောင်သုံးဖော်ဟာပြင်လဲပြင်ဆင်ခဲ့ပြီးတာပါဒါကြောင့်မို့လဲဂူလိုအောင်မြင်မှုတွေရရှိခဲ့တာပါဒါပေမဲ့ဒီလိုပြင်ဆင်မှုတွေဟာ ာတစ်ခုမှတက်လွန်စာကြွေရတာမျိုးမရှိပဲ2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကျမှသာစစ်တပ်ကတိုင်းငံလုံးကပါတည်ရှိခဲ့ရပြီးထိုချိန်မှမြကလူးစံပြထားဖြစ်တဲ့စစ်တပ်အနေနဲ့လည်းဘာမှမလုံးနိုင်ပဲဖြစ်သည်မလဲဆင်းခံရတဲ့အနေအထားမျိုးကိုရောက်သွားပါတယ်နောက်ထပ်အချိန်ကြိုက်အင်းနဲ့အားနဲ့ကြပြိုင်နဲ့ထိုးစစ်စင်အောင်နိုင်မှုဟာလည်းစစ်စင်အောင်မြင်ခြင်းရဲ့အရေးကြီးဆုံးအပိုင်းမှာပဲအဲ့ဒီအချိန်ကာလအဲ့ဒီကာလကိုအားလုံးမှတ်မိဦးမယ်ထင်ပါတယ် တရက်အတွင်းစခန်းပေါင်း100ကျော်လောက်ကိုတင်ပြစ်တာတွေတိုက်သည်မြမျိုးတိုင်းကိုချက်ချင်းသိမ်းနိုင်တာတွေထိုသည်မြစစ်မျက်နှာတိုင်းကိုအာယုံဆိုင်ပြီးအင်းနဲ့အားနဲ့တိုက်ခိုက်တာတွေကြောင့်ပဲဖြစ်ပါတယ်နောက်တစ်ချက်စီလုံးညင်ညွတ်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ထိုချိန်ကမြမသမိုင်းအတွက်ကဒေါ်လန်ရေးသမိုင်းအတွက်ပါတော်လည်းတပ်ဖွဲ့တွေရဲ့အစည်းလုံးဆုံးအချင်းတို့ပြောရမယ့်ချိန်လေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရှမ်းမြောက်ကရမခတိုင်းစစ်ဌာနချုပ်ကိုအုံနယ်ကျင်းနဲ့တိုက်ရမှာ ညီနောင်တပ်ဖွဲ့တွေတမကပဲအညာကဒေါ်လိုင်းရင်အဖွဲ့တွေကပါဝိုင်းတိုက်တာဖြစ်ပြီးကြာလန်တဲ့လျှောက်ကအဖွဲ့တွေကလည်း၎င်းတို့တတ်နိုင်တဲ့ဘက်ကနေတတ်နိုင်တယ်လို့ပါဝင်ခဲ့တဲ့ကြောင်ဒီတိုင်းစစ်ဌာနချုပ်ကြီးကြားတာကိုစစ်တပ်ဟာလက်ပိုက်ပြီးထိုင်ကြည့်နေခဲ့ရတဲ့အနေအထားမျိုးကိုဖြစ်ခဲ့ရပါတယ်။နောက်ဆုံးအချက်အနေနဲ့ပြည်သူထောက်ခံမှုအကောင်းကြီးဆိုတာကိုလည်းမေ့ထားလို့မရပါဘူး။စစ်အာဏာရှင်ကိုယွန်းရှာမုန်းတင်နေတဲ့ပြည်သူတွေစစ်ကြုံလက်အောက်ကယုံထွက်ချင်တဲ့ပြည်သူတွေဟာတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး ဘလောက်တောင်အားပေးအားမြောက်ပြုခဲ့တယ်လဲဆိုတာမြေပြင်ကတော်လှန်ရေးရဲဘော်တွေအသိဆုံးမှာဤသူသားမပိုင်းရင်ဒီလိုအောင်မြင်မှုမျိုးကိုရဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးဆိုတော့ကအထက်မှပြောခဲ့တဲ့အချက်တွေက32ခုစစ်စင်ရင်အောင်မြင်ရမှာအချက်များစွာတွေကပါဝင်တဲ့အချက်အချို့ကိုယူဆပါတယ်ဒီချက်တွေနဲ့သာပြည်စုံပါလျင်စစ်တပ်ကိုမလွဲမသွေနိုင်ရတယ်ဆိုတာကိုလည်းအနည်းဆုံးသက်သေတွေအနေနဲ့ရှိခဲ့ပြီးလည်းဖြစ်ပါတယ် ဒါကြောင့်ဒေါ်လာရေးကိုဥဆောင်နေတဲ့သူတွေအနေနဲ့အတိတ်ကရရှိခဲ့တဲ့အောင်မြင်မှုတွေမှာသာပိတ်မိမနေပဲအဲ့ဒီအောင်မြင်မှုရရှိရအကြောင်းတွေကို ပြေဆုံးတဲ့ပူပြေဆုံးအောင် ဖြည့်ဆွဲပြင်ဆင်တာတွေမပြတ်လုံဆောင်တဲ့လို့တိုက်တွန်းချင်ပါတယ်။ဆောင်းမာရေးသားသူမင်းတော်ဆောင်းမာဖကြသူ ကိုထွန်း